ရင်းချက်တာအချက်အချင်းနဲ့ပို့ပြီးတော့ပါလာပါတယ်။အာကိုကြိုက်တဲ့အစားတော့ကိုကိုယ်တိုင်ချက်ပြီးတော့အဲကိုချက်တဲ့ဟာကိုကိုချက်တဲ့သူတွေကိုကျွေးရတာပို့ပြီးတော့ဒီပြည့်နေဝါနာပါပဲကြိုက်နာတယ်။အော်ဒီနေ့ကလေဟိုကကျွန်တော်ကခြေလေးချောင်းရှောင်နေသူဆိုတော့အဲဆိုတော့စားပြူအမားကကျတော့နောက်ရက်မှာတဲ့သူကတည်တဲ့ပြန်ပြီးတော့အချွေးမယ်ဆိုတော့နောက်ရက်ကျမှလာစားမယ်ခင်ဗျာကျွန်တော်အဲကောင်းတာအဲကောင်းတာလေးလုပ်တယ်လို့ပဲသဘောထားပါတယ် ဒီပုံမှာရန် serious ဒါလို့လို့တခုခုအကျိုးကျွားမယ်တခုခုပြန်ရမယ်ဆိုတာစိတ်တော်မရှိဘူးခင်ဗျာအကောင်လုံလိုက်တဲ့ဘောပါပဲခင်ဗျာမင်းကြီးတွေပူကြိုက်တာများရယ်နော်ဆိုတော့ပုံမှန်ကျတော့ကျွန်တော်တငယ်ချင်းတွေစားပြတယ်များရယ်ဟုတ်ပေါ့တွေကြတော့လေအာတယောက်တည်းစားလို့ရှိရင်လည်းအရင်မစားနိုင်ဘူးအာတငယ်ချင်းတွေဆိုရင်တော့အဲ့လိုမျိုးစကားတွေပြောရင်လည်းဟုတ်ပေါ့ဆိုတော့အဲ့လိုမျိုးစုစုစည်းစားလို့ရှိရင်တော့ပိုပြီးတော့အရသာရှိရတဲ့ကြောင့်မလို့ အစားဖြစ်ပါတယ်ကျွန်တော်စံပွင့်ကောင်းဟုတ်တယ်နောက်ခေါ်ပါမယ်အဓိကအဲ့လိုမျိုးအဲအခုကိုလှုပ်ချေဖို့အကြအကုန်လုံးအားမပြုရလို့ရှိရင်တော့နေရာအဲ့လိုမျိုးဆိုအများကြီးလိုအပ်တယ်ဆိုတော့လေတကယ်လဲကြွေးချင်ပါတယ်နေရာအကုန်မတကယ်ပြောတာအကုန်လုံးလဲကျွန်တော်သူလို့ရှိရင်ရန်စားချင်တယ်တကယ်ပြောလဲပြောရပါတယ်အဲ့လိုမျိုးเนาะဟိုကျွန်တော်လက်ရအောင်စားချင်တယ်ဆိုတော့တနည်းဆိုင်ကြွေးပါမယ်เนาะเนาะเนาะကြွေးမှတ်ထားပါဟုတ်တယ်ဟုတ်တယ်အာဒီက ကျွန်တော်ကိုယ်တိုင်နှင်းချက်တတ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်ချက်လိုက်တဲ့ဒီဘာမစိုးပေါ့နော်အဲ့စားတဲ့သူကစားကောင်းတယ်အဲ့ဒီစားတဲ့အချိန်မှာပျော်နေတဲ့အပျော်ကိုအဲပျော်ရတယ်အဲ့လိုမျိုးကြောင့်မလို့အဲနှင်းချက်တာအချိန်အချိန်နဲ့ပို့ပြီးတော့ပါလာပါတယ်ပြီးတော့အာကိုကြိုက်တဲ့အစားတော့ကိုကိုယ်တိုင်ချက်ပြီးတော့အဲကိုချက်တဲ့ဟာကိုကိုချက်တဲ့သူတွေကိုကျွေးရတာပို့ပြီးတော့ဒီပြည့်ရနဝါနာပါပြီးတော့ကြိုက်လာတယ်ကျွန်တော်ကားရဲလို့ရှိရွှေတရားဒီ ော်တို့မညာဒီကမောင်ကြီးစားဖို့တဲ့သူဆိုရင်တော့ပြီးရယ်ကျွန်တော်လည်း blog ကိုပြင်ထားရယ်ဆိုတော့ဒီဆိုတော့တို့ဆိုရမ်းပြော်တယ်ဆိုတော့ကောင်းလားမကောင်းလားတော့မသိပါဘူးတို့ပြော်တယ်ကောင်းတယ်လို့တော့ပြောတာပဲသူတို့တချို့ interview ဖြေထားရပြီလည်းရှိရယ်နော်ဆိုတော့ကောင်းတယ်လို့ပြောတာထက်စားချင်လို့လားမသိဘူးပုံမှန်ဆိုရင်လည်း sorry ကားရဝင်လို့ရှိရင်တော့ကျွန်တော်ဥမာစီးပွားဝင်လို့ရှိရင်တော့ကျွန်တော်မပါတဲ့ရက်တွေဆိုရင်တော့သူတို့တွေပဲရိုက်တဲ့ရက်တွေဆိုတော့ကျွန်တော်အိမ်မှာချက်ပြီးအဲ့လိုလုပ်ချင်ဖြစ်တယ် အဲကျွန်တော်ပါရည်ရည်ဆိုရင်လည်းလုံလာရိုက်လိုက်ဆိုတဲ့အဆင်မပြေဘူးဆိုတော့အဲ့လိုမျိုးအခြေအနေပဲကျွန်တော်ရိုက်ဖို့အတွက်တော့ပြောထားတယ်။အာဘယ်လိုပုံစံဖြစ်မလဲတော့ကျွန်တော်အခုချိန်မှာမသိဘူး။ပြောထားတော့မှရှိသေးတယ်ပေါ့နော်။အဲဆိုတော့အဲကျွန်တော်ကျွန်တော်ကိုယ်တိုင်ကလည်းအဲ့လိုမျိုးစီးရီးတွေရောရုပ်ရှင်တွေရောအဲကျွန်တော်မလုံနိုင်တဲ့ဟာတွေဆိုရင်လည်းဟိုအာမရိုက်ချင်ဘူး။အဲကျွန်တော်လုံချင်တဲ့ဟာကျွန်တော်အကောင်းဆုံးက producer ပေါ်မှာဒီပါတဲ့အကြာရေပေါ်မှာအကျွန်တော်ကိုပေးရဲအဒီနေရာလေးကျွန်တော်ပေးတဲ့တာဝန်လေးကျွန်တော်အကောင်းဆုံးလုပ်နိုင်လို့ဆိုရင်တော့အကျွန်တော်လုပ်ဖြစ်တယ်ခင်ဗျာအကျွန်တော်စိတ်ပေါ်ဒီကျွန်တော်ဇက်တခုဖက်လိုက်လို့ရှင်တော့ဒါကတော့အဲကျွန်တော်အကောင်းဆုံးလုပ်နိုင်တဲ့ပရိသတ်အနေနဲ့လည်းကြည့်လို့ရှင်တော့အာဘယ်လိုမယ်အရင်ပုံစံနဲ့မတူဘူးပြောလို့ရှင်တော့အဲ character sense နဲ့ပြောလို့ရှင်ဒါကျွန်တော် အဲကျွန်တော်တန်မိုးထားတဲ့ဒီလူပညာကဘယ်လိုပြောမလဲကျွန်တော်အကောင်းဆုံးချပြနိုင်လို့ရှင်တော့အဲ့လောက်ပါပဲကျွန်တော်အဲ့လိုအရန်ကြီးများဟိုမလုပ်ချင်ကြာမလုပ်ချင်လို့မရှိပါဘူးကျွန်တော်အကောင်းဆုံးမလုပ်ပြနိုင်ပါဘူးပဲစိတ်ပေါ်လာတာဒါတော့ဒါအလုပ်ချင်နေရတော့ဒါကျွန်တော်တို့ကြည့်ပြီးတော့ဟိုဖြစ်တယ်ဆိုတော့ကိုကပုံပြနော်ဟိုကိုလမ်းမှားတယ်ကိုအလုပ်ကင်းရဲ့လူဒါကြတော့ဒါဒါကျွန်တော်တို့ဘက်ကနေပြန်အားဆိုင်ရတဲ့ဟာပြန်စူးစမ်းရတဲ့ဟာပေါ့နော်။ဘာလို့ဆိုတော့ အပေးရုံမမြောက်ပါဆိုလို့ပေါ့နော်ကျွန်တော်ဘက်ကဒါအများနဲ့ပြင်ဆင်ထားရတာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်လည်းဒီဒါကအရေးကြီးတယ်အခုဒါဒီကျွန်တော်တို့ international hotel wing မှာဖွင့်လှစ်တဲ့ဒီ local hotel ဆိုင်ကိုဒီ media အနေနဲ့စေပရိသတ်တွေပြုလို့ရှိရင်လည်းလာရောက်ပြီးတော့မီးစမ်းကြဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာပြုလို့ရှိရင်တော့ဆိုင်မွေးပွဲအတွက်လည်းကျွန်တော် congratulation လုပ်ပါတယ်နောက်ထပ်ဆိုင်ခွဲတွေအများကြီးအများကြီးထပ်ဖွင့်နိုင်ပါစေအာဒါပြုလို့ရှိရင်တော့ အာ now interview တွေကြာလို့ရှိရင်တော့ဘယ်လိုအရသာရှိလို့ပြန်ပြောပါမယ်ဒီနေ့ကကျွန်တော်ခြေလေးကြောင့်မစားအဲ့ဒါကြောင့်ကျွန်တော်အရသာလည်းမပြောလိုက်ရဘူးเนาะပြည့်တဲ့အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာဟုတ်